ျွန်တော်ဒါလေးပြီးပြီနော် show ta song zin lone nyan san ne internet ko ja ni ma ke ba lo the lo thau jet myaw pai yak kwe ma shi de ya ti taw chaung nai ku chaung nai sia ro ga lwe bi chan ne tan ga ri a long jun 28 ni naw song tha bi phe sha pe ja wo တိုင်းဒေသကြီးတာနာရေးမှုကစပို့ထားတယ်လို့ယွန်26ရက်နေ့ရွှေညဝါဆရာတော်ဦးဆောင်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ဘာလို့ဘုန်းကြီးတွေကိုဖယ်ခိုင်းပြန်တာလဲ။ယတိတောင်ကျောင်းတိုက်ကိုတီထောင်ခဲ့တဲ့ဆရာတော်ဦးတိတ်တတီဟာကွယ်လွန်ပြီးတဲ့နောက်အမားဖြစ်သူဒေါ်ကျင်မုံကိုစက်ခံစေခဲ့ပြီးဒေါ်ကျင်မုံကလည်းလက်ရှိဆရာတော်ဦးခင်မဆရာကိုပြန်လူခဲ့တာနှစ်ပေါင်း30ရှိပြီဖြစ်ပါတယ်။ဒေါ်ကျင်မုံတည်ဆုံးပြီးမှတားဖြစ်သူဦးတင်လိုင်းနဲ့ပိုင်ဆိုင်ကြောင်းမှုခင်ဖြစ်ပွားခဲ့တယ်လို့ဆရာတော်ဦးတေစာဦးဒါကမိန်ပါတယ်။ အမှုဖြစ်တဲ့အခါမူလဆရာတော်ကြီးကဒေါ်ပြမုံကိုလွှဲခဲ့တဲ့စာချုပ်ဟာပြပြန်ဥတင်လိုက်စီမှာတစ်ခုလက်ရှိဆရာတော်ဦးခင်မှာစာရစီမှာတစ်ခုရှိနေတာကြောင့်အရေးအတာနဲ့တက်တည်မတူတဲ့စာချုပ်နှစ်ခုကိုစစ်ဆေးပေးဖို့သက်ဆိုင်ရာကိုတောင်းဆိုခဲ့ပေမဲ့ဆရာတော်ရဲ့စာချုပ်ကိုပယ်ချခဲ့တာဖြစ်တယ်လို့မိန့်ခဲ့ပါတယ်။စာချုပ်နှစ်ခုစလုံးကိုသက်ဆိုင်ရာကစစ်ဆေးပေးတယ်မီဆရာတော်ရဲ့စာချုပ်သာအတူဖြစ်နေမယ်ဆိုရင်ဆရာတော်ကိုယ်တိုင်ဥဆောင်ပြီးအေးစစ်ဆေးထွက်ခွာပေးသွားမှာဖြစ်တယ်လို့ ကျောင်းနိုင်ဆရာတော်ကုစားဦးတေစာဝုဒ္ဓကမိန်ခဲ့ပါတယ် ဆရာတော်ကြီးကနေပြီးဒီစာချုပ်မှန်ကန်ကြောင်းဘလောက်အာမခံထားတယ်ဆိုတော့နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းတရားကြီးဒီကမာကြီးများကဒါဟုတ်မဟုတ်ဆိုတာစစ်စစ်ပြီးနိုင်ဒီတရားရုံးကစာအဓိကပိုင်ဆိုင်မှုကစာချုပ်ပဲလေအဓိကပိုင်ဆိုင်မှုဖြစ်တဲ့စာချုပ်ကိုမစစ်ခဲ့ပဲနဲ့ဟုတ်လားသူတင်ပြတဲ့စာချုပ်တစ်ခုသားလင်းသုံးသက်ဆုံးဖြတ်သွားတော့ဆရာတော်ကြီးကရှုံးတော့တာပေါ့ဆရာတော်စီမှာရှိခဲ့တဲ့မူရင်းဒီမူရင်းဒီမှာရုံးသက်တေခံဆိုမိတ္တူပဲတင်ပြနိုင်လို့ဆိုတရားရုံးကပဲတဲ့မိတ္တူဒီ62ခုနဲ့ ကလုံးသက်တွေခံပြီးသားပဲအခုမှထမိတူလောက်တာမဟုတ်ဘူးအဲ့တော့ဆရာတော့စာချုပ်ကိုလည်းစစ်ဟုတ်လားမဟုတ်ဘူးလားသူတင်ပြရင်စာချုပ်ကိုလည်းစစ်ဟုတ်လားမဟုတ်ဘူးလားမဟုတ်ဘူးဆိုရင်ဆရာတော့သူကိုယ်တိုင်ပြောငါစာချုပ်မဟုတ်ဘူးဆိုရင်ငါ့ကိုလှူခဲ့တုန်းကနေဒေါ်ဂျင်မုံကစာချုပ်အတုနဲ့လှူခဲ့တာပဲဆိုပြီးတော့ငါဖြေပြီးတော့ထွက်သွားမယ်တဲ့အကြောင်းကသူစာချုပ်မှာမှန်ပဲဆိုပြီးငါစာချုပ် အမှန်ကြီးကြတော့ထောက်ဖြတ်ပြစ်တယ်တဲ့အဲ့ဒါကိုငါမတရားဘူးလက်မခံဘူး ဒီမှုအတွက်ပြီးခဲ့တဲ့နှစ်ကလည်းသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပြီးမဲ့စာထက်ရောက်လာပြီးမတရားမှုမှန်းသိတာကြောင့်ဝင်ကူညီတဲ့ရွှေမြဝါဆရာတော်ကမြန်မာပြည်မှာမဟာနာနဲ့မဘာတာတွေမှာမပါဝင်တဲ့တန်ဃာတွေအတွက်ပုံမှန်အမျိုးမျိုးနဲ့အရေးယူဖို့စောင့်နေတယ်လို့မိန့်ပါတယ်။သက်ဆိုင်ရာအာဏာပိုင်တန်ဃာဖွဲ့စည်းမှ အပအခုဆိုရင်မဘာတာတွေမဝင် မဟာနာတွေလည်းမပါ အလွတ်တန်ကားတွေအတွက်ကအဲ့ပုံမတွေကအမြဲတမ်းအန္တရာယ်ပြုဖို့အတွက်နဖားကျိုးတက်ပြီးကျိုးစီစီလန်ထားတယ်လို့ခံစားရတယ်။တက်တော်92နှစ်ဝါရော90ရှိတဲ့လက်ရှိကျောင်းနိုင်ဆရာတော်ကြီးကိုတော့သတင်းသုံးနေသည်များကာလပလုံတာဝကာလီကလှူဒန်းထားတာဖြစ်လို့ထွက်သွားပြီးတရားမလို့ပဲကျောင်းမှာရှိတဲ့ကျန်တန်က32ပါးကိုထွက်သွားပြီးဖို့စာပို့ခဲ့ပြီးကိစ္စတိုင်းပေါ်ဆရာတော်ကြီးရဲ့ဩဝါဒကိုပဲခံယူသွားမယ်လို့ဥတေစာဝုပြကမိန့်ခဲ့ပါတယ်။ ဒေသခံတူဖြစ်တဲ့ဦးသိန်းထွန်းကတော့ကိုရက်ွက်ထဲကကြောင်းဖြစ်လို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဆရာတော်ရီရဲ့ကြောင်းတိုက်အန်ဒီရဲ့တခုခုဖြစ်လာရင်လုံုံရေးကိုဝိုင်းဝန်းဆောင်ရှောက်ပေးသွားမယ်လို့ဆိုပါတယ်။ကြောင်းတိုင်းမှာဖြစ်ပေါ်လာမယ်ဟိုအန်ဒီရဲ့ဆရာတော်ရီတဲ့ဟိုလည်းဟိုကြောင်းတိုက်အတွက်ကိုဟိုကတော့ဒူကျွန်တော်ဒူဒူဘက်ကတော့ပြည်သူတယောက်အနေနဲ့ပြည်ပြည်ဘာသာဝင်တယောက်အနေနဲ့ပြည်ပြည်ဒါကတော့အပြေကကာကွယ်သွားဖို့ပဲဆုံးဖြတ်ထားပါတယ်။